ဘောမီနယ်မှာတဆယ်မြင်းဆောင်ဖက်ပုံတွင်ကင်ဆောင်ဒူကလွဲရင်တွာလာခွေကတ်တက်လာတယ်လို့ရင်ပြေးဆွဲဒူတွေနဲ့ခီးတွားတွေထံကနေသိရပါဗျ။ရွေးကောက်ပွဲနီလာတာနဲ့အများဆေးအုပ်စုလက်အောက်ခံလက်နက်ကင်တပ်ဖွဲ့ဂိတ်တွေပါဝင်ဌာနဆိုင်ရာပူးပေါင်းဂိတ်တွေမှာအဓိကစစ်ဆေးနေတယ်လို့ရှောင်းတခင်ဂိတ်ချပြီးတော့ခီးတွားပြည်သူတွေကိုစစ်ဆေးတာတွေတင်းတင်းကြပ်ကြပ်လှုပ်ဆောင်လာတာပါ။အဲ့ဒီလိုစစ်ဆေးတဲ့အခါမှာမွန်ပြည်နယ်မှတ်ပုံတင်ဖြစ်တဲ့တဆယ်မြင်းဆောင်မှတ်ပုံတင်ကင်ထားတဲ့ဒူတွေမဟုတ်ဘူးဆိုရင် လူရာကိုခီးတွောက်ခွင့်မပေးတော့တာနောက်ပြန်လှည့်ခိုင်းတာတွေလုပ်နေတယ်လို့စိုက်ထူမော်လမြိုင်ရင်ပြေးဆွေးနေတူတူးကပြောပါတယ်။ပေးသွားဦးဆိုတာဟိုအညာဘက်တို့ရန်ကုန်တို့ပဲကိုလိုဘက်ကမုံမီနဘက်နေရာတွေသွားမယ်လို့ဆိုရင်အခုကလည်း time ဘက်ဖွတ်တာများတာပေါ့လေဒီဘက်လူတွေအောက်လန်းသွားကြတာဆိုတော့ကာကလေးဥစဉ်စစ်တာများတာပေါ့ဘယ်သူဘယ်ဥသွားမှုလဲအဲဆိုတော့တစ်ချိန်လုံးစောင့်ကြည့်နေတဲ့ပုံစံမျိုးဖြစ်နေတာဟိုစစ်စစ်ချမ်းတဲ့သဘောပေါ့ချာတိတာဆိုလို့ရှိရင် မေးသွားဘူးဟိုတခါကျရင်လည်းဘယ်ဟုတ်သွားမလဲဘာလုံးမလဲဘာညာမေးတယ်ပြီးလို့ရှိရင်လည်းနောက်ပြက်လဲခိုင်းတာတွေပေါ့လေဟိုဘောတုတ်ပတ်ရောက်ကြတာပေါ့ခီးသွားရအချားနေဒေတာကနေလာတဲ့သူတွေကိုနေကျော်ဖြစ်တက်မှတ်ပြီးမှတ်ပုံတင်အပါဝင်ခီးသွားမိနေရအကြောင်းအရာအချိန်ကာလထည့်ရေးထားတဲ့ရက်ခွက်ထောက်ခံစာပါတဲ့သူတွေကိုဖျက်တံသွားလာခွေပြုပါတယ်ထောက်ခံစာမပါတဲ့သူတွေကိုငွေကျပ်တောင်းကနန်းကနေတင်းကနန်းထိတောင်းခံတာမျိုးတွေရှိနေပေမဲ့ အချို့ခိတ်တွေမှာငွေပေးတာကိုလက်မခံတဲ့အတွက်မှတ်ပုံတင်ပါဝင်ထောက်ခံစာအစုံအလင်ယူဆောင်ဖို့ကိုသူကတိုက်တွန်းပါတယ်။မကြာမီကျင်းပတော့မယ်ရွေးကောက်ပွဲကာလမတိုင်ခင်မော်မီနယ်အဝင်ထွက်တဲ့မြို့ပေါ်နေရာများစုမှာနှောက်ယှက်တိုက်ခိုက်တာတွေမခံရဖို့စစ်တပ်ကလုံခြုံရေးထူးတင်းကျပ်ထားပါတယ်။ မော်လမြိုင်ဘက်ကနေပေါ့နော်ဟိုဖန်ဘက်သွားတဲ့လမ်းမဆိုရင်တော့စံကန်နဲ့ဆိုရင်တော့သူတို့ယောက်ျားလေး၂ယောက်ဆိုရင်တော့သူတို့တိချာစစ်တာပေါ့ကားနဲ့ဆိုရင်တော့မှတ်ပုံတင်စစ်တယ်တခြားမျိုးကလာတဲ့လူဆိုရင်တော့ပို့ဆိုးတော့ပေါ့သူတို့ပို့စစ်တယ်အဲမှတ်ပုံတင်တွေစမတ်ကတ်တွေထောက်ကန်စာတွေပါလာမှရတာပေါ့သူတို့အကုန်တောင်းချီးတယ်အဓိကတော့အဲဒီမျိုးဝင်ထွက်တင်မှာစစ်စီတော်တော်တင်းကျပ်ထားတာပေါ့နော်ဒီရွေးကောက်ပွဲကာလမှာလူငယ်ပိုင်းတွေကိုမလို့အပ်ပဲနဲ့ခီးမသွားစေချင်ဘူးပေါ့နော်သွားမဖြစ်သွားမယ်ဆိုရင်လည်းတေချာလေးကယူဆပြီးတော့သွားစေချင်ပါတယ် ရန်ကုန်ရခိုင်စကိုင်းမကွေးပဲခူးအစရှိတဲ့ဒေတာကနေလာတဲ့သူတွေကိုအဓိကစစ်ဆေးနေတဲ့မွန်ပြည်နယ်မှာတဲခုခန်းဟိုတယ်အိပ်ရိပ်တာနဲ့အဆောင်တွေမှာတဲခုမဲ့သူတွေကိုလည်းဝင်ရောက်စစ်ဆေးနေတယ်လို့မတင်ကားတဲ့သူတွေကိုဖမ်းဆီးခဲ့ဖြစ်စဉ်တွေလည်းရှိနေတယ်လို့သူကဆက်ပြောပါတယ်။ဒါအပြင်တရုတ်နည်းပညာကူညီပေးထားတဲ့ PSNS လူပုဂ္ဂိုလ်စီစစ်စောက်ကြည့်ရေးစနစ်ကိုတုံးပြီးတော့နေရာနှက်မှာတက်ဆင်စောက်ကြည့်နေပြီးတော့မတင်ကားတဲ့သူတွေဖမ်းဝရန်ထုတ်ခံထားရသူတွေကိုချက်ချင်းဖမ်းဆီးဖို့ ပြည်내စစ်ကော်မရှင်ကညွှန်ကြားထားပါတယ်။